မင်္ဂလာပါရှင်ရေငေါ်ကတဲ့ channel နောက်ဆုံးရသတင်းကိုတင်ဆက်ပေးပါမယ်။သေဆုံးသွားတဲ့ဝန်ထမ်းကိုခွင့်တိုင်မှုစာရွက်စာနဲ့လှန်တောင်းတဲ့လေးချောင်းလိုက်တောင်းမှန်ရ။သေဆုံးခဲ့တဲ့ဝန်ထမ်းစီကနေခွင့်တိုင်မှုစာရွက်စာနဲ့လှန်တောင်းပြီးခဲ့တဲ့ထိုင်ဝမ်ခီးသည်တင်လေးချောင်းလိုက်တကူကအဲ့ဒီမှာတောင်းမှန်ခဲ့ရပါတယ်။ EVA လေးချောင်းလိုက်ရဲ့အသက်34နှစ်ရွယ်လင်းမက်တာဝါအလုတ်ခွေမှာနေထိုင်မကောင်းဖြစ်လာရကနေစေယုံတက်ခဲ့ရပြီးအခုလာဇန်ပိုင်းမှာကွယ်လွန်ခဲ့ပါတယ်။မီဒီယာတွေကစွန်လွတ်တာမျိုးနာမည်ပေါ်ပြခဲ့မျိုးသမီးအမတန်တဆာ အလောက်တန်ပြရာကနေအသက်ဆုံးရှုံးခဲ့တာဖြစ်နိုင်ကြောင်းထင်ကြေးတွေပြန့်နှံ့နေပြီးအဲဒီကိစ္စပေါ်လူလူကြားမှာဝေဖန်မှုတွေရှိခဲ့ပါတယ်ဒီလိုထိလဲရှာလဲခြင်းတွေမျိုးမှာမာလေးကျောင်းလိုက်ကဆွန်ရဲ့ဖုန်းတွေကိုသူခွင့်ယူခဲ့တဲ့ကာလတုန်းကဆင်းရုံတက်ခဲ့ဆိုတာမှန်ကန်ကြောင်းစာရေးစာနဲ့ထောက်ထားတဲ့တင်ပြဖို့ message ပို့ခဲ့ပါတယ်အဲဒီ message ကဆွန်ကွယ်လုံမီရဲ့ပိုင်းစာမှာရောက်ရှိလာခဲ့တာဖြစ်တယ်ဒါဟာလေးကျောင်းလိုက်ရဲ့လူရင်းမြစီမံခန့်ခွဲရေးဌာနကစီစစ်မှုအားနည်းချက်ကြောင့်ကြောင့်ခဲ့တဲ့အမှားရင်လိုယုံကြည်ရပါတယ် ဒါပေမဲ့ငကိုကလေးကလူတွေစိတ်ဝင်စားနေတဲ့ပြဿနာတစ်ခုကိုမှအခုလိုမျိုးတည်သူစီကစိုင်းစာနဲ့လှန်တောင်းတဲ့အထိထပ်ပြီးလွဲခဲ့တဲ့အခါမှာတော့ကိစ္စတွေကပိုရှုပ်ကုန်ပါတယ်။အခုတော့ဒီကြောင်းလိုက်ကစွန်တင်ဆုံးမှုအတွက်သူဝန်နဲ့ခြေခွဲကြောင့်နဲ့စိုင်းစာနဲ့လှန်တောင်းတဲ့အမှောက်အတွက်တောင်းပန်ကြောင်းကြေညာချက်ထုတ်ခဲ့ရပါတယ်။ပြီးတော့စွန်ရဲ့မိသားစုကိုလည်းချိန်နဲ့တပြေးညီဆက်သွယ်ပြီးလိုအပ်တဲ့အကူအညီတွေကန့်လန့်ထားရလို့လည်းဒီဝေးလေးကြောင်းလိုက်ကပြောတယ်ဝန်ထမ်းတွေနဲ့ခီးတဲ့တွေလုံခြုံရေးနဲ့ကျမရအလေးကြောင်းလိုက်အတွက်အမြဲဦးစားပေးအဆင့်တတ်မှတ်ထားကိစ္စလို့လည်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ် အခုကထိုင်ဝမ်အာဏာပိုင်တွေနဲ့လေကြောင်းလိုက်ပူပေါင်းပြီးဆုံမကွယ်လွန်ခင်နာမကျန်းဖြစ်နေတော့လိုအပ်တဲ့ကျန်းမာရေးထောက်ပံ့နေတဲ့ခွင့်ကံစားခွင့်တွေရခဲ့လားဆိုတာကိုပြန်လည်စစ်ဆေးစောင့်ဆန်းနေပါတယ်ဆိုအစတင်မလာ24ရက်နေ့တော့အီတလီနိုင်ငံမီလန်မြို့ကနေလေကြောင်းလိုက်ဌာနချုပ်တီရှီယာတိုင်ယွန်မြို့စီကိုဥတီပြန်တဲ့ခီးစဉ်တော်တွင်နာမကျန်းဖြစ်ခဲ့ရပါသူဟာတိုင်ယွန်လေစစ်ကိုရောက်ချင်းဆင်းုံတက်ခဲ့ရပြီးအော်တိုဘလ၈နေမှာကွယ်လွန်သွားခဲ့ပါတယ်သူတိတ်ဆုံးပြီးနောက်ပိုင်းမှာလေကြောင်းလိုက်ကစတင်မလာတော့ကဆင်းုံတက်နေချင်းခွင့်ယူထားတဲ့ကိစ္စ ဆိုင်းဆန်တဲ့နေတင်ပြဖို့ message လောက်ပို့ခဲ့ရလို့မိသားစုကပြောတယ်ဆိုရင်အမိမဖော်တဲ့လုံဖက်ကိုင်းမဲ့တချို့ကတော့အဲ့ဒီမျိုးသမီးကနေထိုင်မကောင်းဖြစ်နေကြမှာတော့ခွင့်ယူလို့မရခဲ့ပဲအလုတ်ဆက်လုပ်ဖို့ဖိအားပေးခိုင်းစေခံခဲ့ရအောင်ပြောကြခဲ့တော့သူ့တိတ်ဆုံးမှုကိုထိုင်ဝမ်မှာစိတ်ဝင်စားမှုတွေမြင့်တက်ခဲ့တာပါမှတ်တမ်းတွေအရတော့ဆွန်ဟာလွန်ခဲ့တဲ့6လအတွင်းပြင်းပြတလားကိုလေးရင်ပေါ်လိုက်ပါချင်း85နာရီဝင်ကျင်ရှိခဲ့ပြီးဒါဟာသက်မှတ်ဆန်တုံးတွေနဲ့ကိုက်ညီရလို့သိရတယ် ဇလပီစစ်တပ်နိုင်ငံရေးကမထွက်ဘဲငြိမ်းချမ်းရေးမရနိုင်ဘူးလို့ NUG ကပြောအာနာသိန်းစစ်တပ်အနိုင်ငံရေးကမထွက်ဘဲငြိမ်းချမ်းရေးဖြစ်ပေါ်လာမှာမဟုတ်ဘူးလို့အမျိုးသားညီညွတ်ရေးဆိုရ NUG ပြောင်စုဝင်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေဖော်လကပြောပါတယ်စစ်ကောင်စီကအော်တိုဘလ15ရက်မှာတနိုင်ငံလုံးပြည့်ရစာချုပ် NCA နှစ်ပတ်လည်နေ့ကျင်းပပြီးစစ်ကောင်စီနဲ့စစ်ကောင်စီအဖွဲ့တွေက NCA တရားဝင်မှုခိုင်မာစာချုပ်ဖြစ်တဲ့ NCA အတိုင်းငြိမ်းချမ်းရေးကိုဖော်ဆောင်မယ်လို့လေးသံပေးခဲ့ကြတယ်။ ဆေကောင်စီရဲ့ NCA နှစ်ပတ်လည်ပွဲကျင်းပမှုဟာဟန်ပြလှုပ်ဆောင်မှုသားဖြစ်တယ်လို့ NCA မှာပါဝင်ခဲ့တဲ့တိုင်းဒေသနဲ့ကိုင်ဖွဲ့ဆေဘွဲတွေက6ဖွဲ့ပူးတဲ့ထုတ်ပြန်ခဲ့တယ်လို့စစ်တပ်အာဏာသိမ်းမှုကြောင့်ငြိမ်းချမ်းလုပ်ငန်းစဉ်ရပ်တန့်ခဲ့ရလို့ဆေကောင်စီနဲ့ထိတွေ့ဆက်ဆံမှုပြုလုပ်နေတဲ့ရှားလက်နဲ့ကိုင် RCS တို့ကထုတ်ပြန်တယ်အလားတူမြို့သားညွှန်ဆွေရအန်ဂျီပြောင်စုဝင်ကြီးချုပ်ရောပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလက်ကလည်းစစ်ကောင်စီနဲ့စစ်ကောင်စီအပိတ်တွေလုပ်ရပေါ်ဘာမှပြောလို့ချင်းမရှိတော့လဲငြိမ်းချမ်းမရနိုင်တဲ့ချက်လက်တွေကိုတော့အတိပေးပြောပြခဲ့ပါတယ် KNU ချင်းမျိုးသားတက်အောင်စီရနဲ့ចောင်းသားတက်မတော် ABSD ရဲ့မွန်ပြည်သက်ပါတီဆီယနာရှင်တိုက်ဖြိုင် NSPAD ဘောက်မျိုးသားလူမျိုးရေးဖွဲ့ချုပ် PNL လို့လာဟုဒီမိုကရက်တစ် CONDU စာရဲ့အတိုင်းသား၆ဖွဲ့ပူရဲကြီးညာချက်မှာလည်း2021စစ်တရားနာသိမ်းလိုက်တာဟာ NCA စာချုပ်အနှစ်တာရာခြေခံမှုတွေယူမှတ်ချက်တွေကိုဖျက်ဆီးလိုက်တာဖြစ်တယ်လို့ SCA ကောင်ထဲဖော်မှုရဆိုင်ကစကူစုပ်တစ်ခုဖြစ်ကိုရောက်ရှိသွားစေခဲ့ကြောင်းဖော်ပြပါတယ်ရေရှည်တည်တန်းခိုင်မြဲငြိမ်းချမ်းရေးဖြစ်ပေါ်လာဖို့စစ်တပ်နိုင်ငံရေးမှာပါဝင်မှုမရှိဖို့လိုအပ်ကြောင်းဖော်ပြတယ်။ဒါအပြင်ပြည်ပခါတွေမတရားကျူးလွန်ခံရတဲ့အတွက် တရားမျှတမှုရရှိဖို့ Federal Democracy ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ရေးဆွဲနိုင်ဖို့လိုအပ်ကြောင်းသိပေးထားပြီးဆီယနာရှင်ချုပ်ငင်က Federal ပြောင်းစုသစ်တူထောင်နိုင်တဲ့အထိတဆိုင်မမတိုက်ပွဲဝင်နေမယ်လို့ယုံကြည်ကြပါတယ်။ဆက်လက်ပြီးဇလင်းနဲ့မြင်းမှုတို့မှစစ်ကြောင်းထုံနေတဲ့စစ်တပ်နဲ့စစ်ကံကိုတော်လိုက်တတွေကတိုက်ခိုက်မကွေးတိုင်းစလင်းမြို့ဘက်ကနေဆင်ပြုံကျွန်းမြို့ဘက်ကိုစစ်ကြောင်းထိုးလိုက်ကြက်ဖက်စစ်တပ်ကိုပိုင်းဆွဲတိုက်ခိုက်စစ်တပ်ဘက်ကထိခိုက်ဒိဆုံမှုရှိနေကြောင်းပြည်သူညင်အောင်စလင်းတဲ့ရင်တောင်းကန်ကိုပြည်သူကပြောပါရယ်အော်တိုဘာလ19ရက်နေ့မွန်လယ်တနင်္လာနေ့25မိနစ်ခန့်ချိန် ဆလင်းမြို့ဘက်ကနေဆင်ဖြူကျွန်းမြို့ဘက်ကိုစစ်ကြောင်းထုတ်ဝင်ရောက်လာဖောကား20နဲ့ချင်းလင်းစစ်ကြောင်းကိုဆလင်းဆင်ဖြူကျွန်းလမ်းပိုင်းမှာဆလင်းမြို့ပြယူကြည့်ကြားပေါက်တပ်ဖွဲ့တွေကအဝေးထိုင်မိုက်နဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့ပါတယ်တို့တိုက်ခိုက်မှုတွေဇက်ဖက်စစ်တပ်ဘက်ကထိခိုက်ဒေဆုံးမှုရေအတွက်ကိုတည်ပြနိုင်ခြင်းမရှိသေးပဲစစ်တပ်ဘက်ကလက်နက်ငယ်နဲ့ရန်တပ်ပစ်ခတ်ပြီးစစ်လင်းမြို့ဘက်ကိုပြန်လည်ဆုတ်ခွာသွားတယ်။အလားတူသခိုင်းနိုင်မြို့မှုမြို့နယ်တော်ချောင်းစကန်ကိုလည်းတော်လိုင်းတပ်တွေကလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ရာစစ်သား9ဦးပြင်းထန်ဒဏ်ရာရှိခဲ့ကြောင်း State Ranger 4မှတာဝန်ရှိသူကပြောတယ် အော်တိုဘားလ18ရက်နေ့ည10:30မိနစ်ခန့်မှာမြင်းမှုမြို့နယ်တော်ချောင်းစကန်ကိုစနိုက် Ranger 4 Local PDF က60မမလက်နက်ကြီး3လုံးနဲ့ပြစ်ခဲ့အောင်ဘုံနှလုံးမှာရဲကင်းတဲ့အကြအပောက်ကွဲပြီးကြံတလုံးမှာရဲကင်းတဲ့မီတာ30နီးကိုကြောက်ပောက်ကွဲခဲ့ကြောင်းထိုတိုက်ခိုက်မှုတွေဂျက်ဖက်စစ်ကောင်စီဘက်က9ဦးပြင်းထန်တဲ့အရာရှိကဒေါ်လင်းရေးပေါ်တွေထိခိုက်မှုရှိပြန်လဲဆုတ်ခွာနိုင်ခဲ့တယ်။အဆိုပါတိုက်ခိုက်မှုကို Snake Ranger 4 Local PDF ဒေသခံရက်ကျွေးပကပပါဖာရူပပေါင်းလုံဆောင်ခဲ့ရဖြစ်ပါတယ် ဆာလင်းချင်းမြို့နယ်တရားဝန်ပေါင်းကုမ္ပဏီကနေထွက်လာတဲ့စစ်တပ်ကကြေးရီကိုစစ်ကြောထုံနေပြီးထောင်ထဲချီတော်ပြည်သူတွေထွက်ပြေးနေရ။သခိုင်းနယ်ဆာလင်းချင်းမြို့နယ်ဝန်ပေါင်းကုမ္ပဏီကထွက်လာတဲ့ဂျက်ဖက်စစ်တပ်ကဝန်ပေါင်းကုမ္ပဏီအနီးနားရှိကြေးရီကိုစစ်ကြောထုံနေပြီးထောင်ထဲချီတော်ပြည်သူတွေဖိလို့ထွက်ပြေးနေရကြောင်းအညာပြစ်တိုင်းတော်လေးများအဖွဲ့တော်ရှိသူကပြောတယ်။အော်တိုဘားလဆက်ရှင်နေမနက်7:00နာရီခန့်မှာစာလင်းချင်းမြို့နယ်ဝန်ပေါင်းကုမ္ပဏီကထွက်လာအင်အား150ခန့်မှာစစ်တပ်စစ်ကြောင်းကတုံရွာနေရောက်ရှိလာခြင်းဖြစ်တဲ့ ထိုစစ်တပ်စစ်ကြောင်းကြောင့်လက်ရှိချိန်မှာတုံရမပြည်သူတွေပါဝင်နီးနားရှိကြရီမှာထောင်နေချီတော်ပြည်သူတွေဘေးလွတ်အောက်ထွက်ပြေးတိမ်းရှောင်နေရတယ်။ရင်းစစ်ကြောင်းကအော်တိုဘားလ18ရက်နေ့မနက်ပိုင်းမှာမွေရမျိုးကနေစာလင်ချင်းမျိုးနယ်ဘက်ကိုကူလာပြီးဝက်ပောင်းကုမ္ပဏီကတဆင့်စာလင်ချင်းမျိုးအထိစစ်ကြောင်းထိုးသွားလာနိုင်ကြောင်းသိရပါဗျာ။ ဒီနေ့မနက်ပိုင်းမှာစာလင်းချင်းမြို့နယ်ဝန်ပောင်ကမ္ပဏီကနေထွက်လာတဲ့စစ်ခွေးအင်အား150ခန်းမှဆင်ကြောင်းကစာလင်းချင်းမြို့နယ်တုံရနီရောက်ရောက်ရှိလာပြီးပြည်သူတွေလည်းဘေးလွတ်ရာကိုရှောင်တိမ်နေရတယ်။အဲဒီစစ်ခွေးတွေကစနေရနေ့မနက်ပိုင်းမှာမုံရံကနေတဆင်ကူလာတဲ့စစ်ကြောင်းဖြစ်ပြီးစာလင်းချင်းမြို့ထိသွားလာနိုင်တယ်လို့အကြပြစ်တောင်းတာလေးဖွဲ့တာဝန်ရှိသူကပြောပါတယ်။ဆလဘီပြည်မြို့မှာဘူဇော်ဒီဖွဲ့ကအနေကြောင့်ဒီလူငယ်တွေကိုပေါ်တာဆဲလာရောက်ဖမ်းဆီးတဲ့စစ်သားနဲ့စကားများများဖြစ်ပြီးရိုက်ပွဲဖြစ်ပွားဘကိုရိုင်းပြည်မြို့မှာဘူဇော်ဒီဖွဲ့ကအနေကြောင့်ဒီလူငယ်တွေကိုပေါ်တာဆဲလာရောက်ဖမ်းဆီးတဲ့စစ်သားနဲ့စကားများများဖြစ်ပြီး ။ဆိုင်ပွဲဖြစ်ပွားခဲ့ကြောင်းဒေသပြည်သူနဲ့တက်တွင်သတင်းမျိုးကပြောရင်အော်တိုဘလ15ရက်နေ့ည9:30မိနစ်မှာပြည်မျိုးစင်စုရောက်ကကန္နာလန်ရှိ MA 95စစ်သားဆုံဆောင်ရေးတပ်အနီးမှနေထိုင်တဲ့အရန်မိသက်2ဦးနဲ့မြို့နယ်ထွန်းနှုတ်ရုံကနေဆွေမျိုးတော်ဆက်သူတောက်ကိုပြည်မျိုး959တန်းကစစ်သားနဲ့ပြုံစောတဲ့အကကားနဲ့ရောက်ရှိလာပြီးပေါ်တောက်ဆက်ဖန်ဆီယာမှာရုံးရင်းဆန်ကဖြစ်ပွားခဲ့ပါတယ်။ ထို့သောရောင်းဆိုင်ကဖြစ်ပွားနေရာနေရှိမှတ်85စစ်သားစုဆောင်ရေးတပ်ကစစ်သားတွေရောက်ရှိလာပြီး၎င်းတို့အားလုံးကိုစုဆောင်ရေးတပ်တွေခေါ်ဆောင်လာကြောင်းထို့သောခေါ်ဆောင်သွားပြီးနောက်959တိုင်းကနေရဲဝဲဝဲထားတဲ့စစ်သားနဲ့ပြည်စော်ရေးဖွဲ့ကိုနှဲကြောရေးပေါ်တာဆက်ဖန်စီသူစုကစုဆောင်ရေးမှစစ်သားတွေကဝိုင်းဝန်းထိုးချိန်မှုဖြစ်ပွားခဲ့ကြောင်းသိရပါတယ်အဆိုပါအမှတ်959ရဲ့စနစ်စမှုအင်ဂျင်နီယာအလုံးယုံတက်ခွဲကပြည်မျိုးရဲ့မျိုးပေါ်၁၁ရက်ကွယ်ဖြစ်တဲ့ခိတ္တ ခေတ္တရာရက်ွက်မှာတည်ရှိပြီးတော့ပြည်မြမဒေသခံတွေများစုရှဲတက်ဖြစ်ကြောင်းထို950ကိုတိုင်ကနေမိသားစုဝင်သားသမီးတွေခေတ္တရာရက်ွက်ရှိအမှတ်ငါအချင်းကပညာထက်တန်းကြောင်းထွက်ဖြစ်ပြီးတော့ခေတ္တရာရက်ွက်သားတွေရဲ့နေအိမ်မှာဝင်းထစားတဲ့ဘူးသူတွေဖြစ်ကြောင်းဂျပန်စစ်တပ်ကအာဏာသိမ်းပြီးနောက်950ကိုတိုင်ကစစ်သားတွေကမြောက်ခံနေရဲ့မျက်နှာပြည်သူလူတွေရဲ့မျက်နှာမထောက်ပဲစစ်တပ်ရဲ့အလို့ကြတာအလွန်ကျလုံးဆောင်ပေးနေတဲ့အတိုင်းဖြစ်ကပေါ်တာဆွဲသူတွေကိုထားရှိပြီးတက်ဆိုင်တဲ့နှောင်းကိုပို့ဆောင်ပေးနေတဲ့နေရာဖြစ်ပါတယ် ဆလာဘီမောကမြို့နယ်ကြောက်ကလန်မပေါ်မှာစစ်ကြောင်းတိုက်ခိုက်မှုစစ်တပ်ဘက်ကထိခိုက်သေးဆုံးမှုများပြောင်းဆိုဇဂိုင်းနိုင်မောကမြို့နယ်ကြောက်ကလန်ပေါ်မှာစစ်တပ်စစ်ကြောင်းတိုက်ခိုက်ခဲ့ရာစစ်သားများပြားထိခိုက်သေးဆုံးမှုရှိပြီးတပ်များကကားနဲ့တင်ဆောင်သွားကြောင်းမောရမြို့နယ်ပြည်သူ့ကာကွယ်ရေးဖွဲ့တောင်းရှင်သူကပြောတယ်အော်တိုဘလ15ရက်နေ့မနက်9:30မိနစ်ချိန်မောရမြို့နယ်စီးပွားရေးတပ်ကတော်မှတက်ဆွဲထားတဲ့ချင်းလင်ကြက်ဖက်စစ်သားတွေတရားခံကတပ်များကကားနဲ့စီနယ်ကြောက်ကလန်မပေါ်ရှိရွှေကိုနီဖျားမှာတက်ဆွဲထားကောင်းစစ်သားတွေထံကိုရိတ်ခါပွင့်ထွက်လာခဲ့ကြောင်းထို့သို့ထွက်လာကြက်ဖက်စစ်တပ်စစ်ကြောင်းဒေါ်လိန်ရွှေကမောရကြောက်ကလန်မပေါ်ထဏဝင်းကြီးရနဲ့ ကြောက်ကကြရာအရောက်10နိုင်ကနေ30မိနစ်ကစပြီးတော့တိုက်ခိုက်ရမှာပြန်လည်ပြင်ခတ်တိုက်ပွဲတနအိကန်ကြာမြင့်ပြီးအကြံပတ်စစ်သားများပြားထိခိုက်ဒေဆုံးကမော်မျိုးဘက်ကိုတန်ပြားကကိုင်းနဲ့တေဆောင်သွားကြတယ်။အဆိုပါတိုက်ခိုက်မှုကိုမောင်ရမြို့နယ်ပကဖမောင်ရကဲပကဖအတူတိုက်ခိုက်ပွဲ Ranger 4မောင်ရမြို့နယ်ပကဖတိုက်နယ်2 3လေးမောင်ရမြို့နယ်ပလာဖမောင်ရမြို့နယ်ပကဖအထူးတိုက်ခိုက်တပ်ဖွဲ့ Trapper 4မောင်ရမြို့နယ်ပကဖတိုက်ခိုက်ပွဲမောင်ရ Special ဒိတ်ဒိတ်ကျဲ တော်ကြည်ပြောက်ကြအဖွဲ့ Black Falcon NDF နဲ့ဒေသခံရဲကြီးပကပိုက်ဘဝကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ထိခိုက်မှုရှိအောင်မြင်စွာဆုံးခွာနိုင်ခဲ့ပါတယ်။နားဆင်အားပေးကြတဲ့အတွက်ထူးမင်းကျေးဇူးတင်ရှိပါတယ်ရှင်။